လို့ဒီလောက်အပြစ်နာလဲဘန်ကောက်မှာဘာလို့ခံစားရတာလဲငလင်ဘာကြောင့်လှုပ်တာလဲကပအပေါ်ရန်လွာကရွေးကြားနေတဲ့တက်တူနစ်ပလိတ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်မြန်မာနိုင်ငံကတက်တူနစ်ပလိတ်၄ခုစုံတဲ့နေရာမှာတည်ရှိပါတယ်ယူရေရှားအိန္ဒိယဆွန်လာနဲ့ဘာမာတက်တူနစ်ပလိတ်တွေပါဒါကြောင့်ကပဘူမိဗေဒဆိုင်ရာလှုပ်ရှားမှုအများဆုံးဒေသတွေကတခုဖြစ်ပါတယ်အိန္ဒိယတက်တူနစ်ပလိတ်ကယူရေရှားတက်တူနစ်ပလိတ်နဲ့တိုက်မိလို့ဟိမဝန္တာတောင်တန်းတွေဖြစ်လာပါတယ် 2004ခုနှစ်ကဆူနာမီကိုအိန္ဒိယတက်တိုနစ်ပလိတ်ကဘာမာတက်တိုနစ်ပလိတ်အောက်ကိုရှုံးဝင်သွားလို့ဖြစ်ပေါ်စေခဲ့ပါတယ်။ဒီလိုအများအန်းရွေးရှားနေတာကတက်တိုနစ်ပလိတ်တွေရွေးရှားနိုင်တဲ့အကြောင်းတွေကမ္ဘာအပေါ်ရန်လွှာမှာအကွဲအကြောင်းတွေကိုဖြစ်ပေါ်စေပါတယ်။ မကြသေးခင်ကလုတ်ခဲ့တဲ့ရစ်ခါတာစကေးခုံးနဲ့တသမောက်ခုံးနဲ့ရှိတဲ့ငလင်ကမြန်မာနိုင်ငံရဲ့စကိုင်းအကြောင်းမှာဖြစ်ခဲ့တာဖြစ်နိုင်ပါတယ်။အဲ့ဒီအကြောင်းကအလျား1900ကီလိုမီတာရှိတဲ့အကြောင်းဖြစ်ပြီးတက်တူနဲ့ပလေးတွေဘေးတိုက်ပို့တိုက်ကြတဲ့နေရာမှာပို့တိုက်အားတွေစုပုံပြီးရုတ်တရက်လွတ်ထွက်သွားတဲ့အခါမြေပြင်ကပြင်းထန်စွာတုန်ခါပါတယ်။ငလင်ကဘာလို့ဒီလောက်အပြင်းတာလဲ။အနက်မနက်ချင်းမြေအောက်30ကီလိုမီတာလောက်မှာပဲလှုပ်တာမှုမြေမျက်နှာပြင်တုန်ခါမှုကပိုဆိုးပါတယ်။နှစ်စွမ်းအင်အများကြီးလွတ်ထွက်ခြင်း အမေရိကန်ဘူမိတိုင်းဒါရေးဌာန USGS ရဲ့အဆိုအရဟီရိုရှိမားအနုမြူဘုံးထက်တောင်ပိုအားပြင်းပါတယ်။ရှေဘီဖြောင်းတဲ့အကြောင်းစကိုင်းအကြောင်းရဲ့အလျားကစွမ်းရင်တွေအဝေးကြီးကိုပြက်နှက်သွားဖို့ဖြစ်စေပါတယ်။နန်ကောက်မှာဘာလို့ခန်းစားရတာလဲ။ငလီရဲ့စွမ်းရင်ကအကြောင်းတိုင်းတောင်ဘက်ကိုကီလိုမီတာ1900လောက်ထိရောက်သွားပါတယ်။နန်ကောက်ရဲ့ပြောတဲ့မြေသားကတုံခါမှုကိုပိုအားကောင်းစေပါတယ်။တုံခါမှုကို3-4ဆလောက်ပိုဆိုးစေပါတယ်။အကြီးကမှတ်သားရမှာက မြန်မာနိုင်ငံရဲ့ငလင်တွေကသူ့ရဲ့တက်တိုနစ်ပလေးအနေထားကြောင့်အပြင်းပြီးမကြာခဏလှုပ်ပါတယ်ဒါပေမဲ့အပြိုရဲမြေသားပေါ်မှာတိဆောက်ထားတဲ့ဘန်ကောက်လိုဝေးလံတဲ့မြို့တွေမှာတော့ပြင်းထန်တဲ့တုန်ခါမှုတွေကိုခံစားရနိုင်ပါတယ်ဒီလိုအနေအရာတွေကိုနားလည်ထားမှအင်ဂျင်နီယာတွေကပူလုံကြုံတဲ့အဆောက်အုံတွေကိုဒီဇိုင်းဆွဲနိုင်မှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပေးရန်ကြင်ဝေးကြပါစေ